င်္ဂလာပါရှင်၁၉ရက်မှ25ရက်နေ့ထိ9လပိုင်းတပတ်တာ တနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီဒီဘက်မှာ အလုပ်နဲ့ပတ်သက်ပြီးတော့ဝီကွဲရခတ်တာတွေစုံပြည့်ချက်ချရခတ်တာတွေဒီလိုကိစ္စရက်လေးတွေပေါ်ဖို့ရှိနေပါတယ်တန်ဖိုးကြီးသောပစ္စည်းများထွက်တတ်ပါတယ် မိတ်ဆွေအပေါင်းအသင်းတွေရဲ့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေနော်ဆရာသမားတွေရဲ့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေအကူအညီမှုတွေများစွာရရှိစေမယ်လို့တွေ့ရပါတယ်။တင်ကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ဆိုင်ကင်းကင်းလေးနဲ့အေးအေးချမ်းချမ်းလေးနဲ့အစီအပြေသောမဲ့တပတ်တာတို့လည်းတွေ့ရပါတယ်။နောက်အိမ်မအကြီးကြီးတွေရဲ့အကူအညီကောင်းလေးရဖို့ရှိနေပါတယ်။အိမ်ကိစ္စစကားပြောဆိုလိုက်တိုင်းပါလည်းပဲမိမိပြောအားတာလာမျိုးတွေကျင်းဝတ်တတ်ပါတယ်။ ွေမျိုးသားချင်းစီမှာအကူအညီထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ရန်အတိုက်ကိတ်တော့ရှိပါတယ်ဂရုစိုက်ပါအဓိကတော့မိမိကိုမနာလိုနေတဲ့သူတွေမိမိကိုအပြစ်မြင်နေတဲ့သူတွေမိမိကိုသဘောလေတွေပြောချင်တဲ့သူတွေဒီလိုမျိုးတွေရှိနေတယ်ဒါကြောင့်မို့လို့အဲ့ဒါတွေကိုတော့တတိလေးထားပြီးတော့ပြောတာဆိုတာနေတာထိုင်တာလေးတွေကိုဂရုစိုက်စီချင်ပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူနဲ့မိမိနဲ့ကြားထဲမှာ ရှားဝင်နှောက်ရှက်မှုတွေရှိနေပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်အိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကြတာအလိုမကြတာဒီလိုလေးကြုံရတတ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဘယ်လိုဆိုင်ပါဖြစ်တတ်တဲ့ယောဂဝေဒနာဟာခါအောက်ပိုင်းဒီကျမ်းမာရေးညံတာမျိုးဒီကြုံရတတ်ပါလေဒီတစ်ပတ်တာကာလတစ်ခုမှာမာလီပဲလုံလိုက်လုံလိုက်အလုံးနဲ့ပတ်သက်တဲ့ကိစ္စရည်တွေကိုဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်ပြီဆိုတာနဲ့မိမိဆုံးဖြတ်ချက်ဒီ မှန်ကန်တယ်ဒီမှန်ကန်ပဲလမ်းကြောင်းတစ်ခုကိုပုံတိုက်ကလည်းရွေးချယ်သွားနိုင်မယ်ထင်ပါပါတယ်ဒါကြောင့်အလုံးလုံးတွေအခါမှာဆုံးဖြတ်ချက်ဒုလုံးဒုလုံးမဖြစ်စေဘဲနဲ့ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချလိုက်ခြင်းသည်မိမိအတွေ့ကံတွေပွင့်ပြီးတော့လက်တွေပွင့်မယ်ထင်ပါပါတယ်ဒီဒီဘတာကာလာတစ်ခုမှာကံအားအလွန်နေပါတယ်အဲ့တော့ကံအားနေတဲ့အတွက်ကြောင့်ထီထိုးကံစမ်းတော့မယ်ဆိုရင်ချင်းချင်းပြီးတော့မှာ အလုပ်ကိုလုပ်ပါအဲ့တော့တကယ်ထီထူးခြင်းနဲ့ကန်ဆန်းခြင်းနဲ့သူအတွဲဆိုရင်တော့6တလုံးထီထူးကန်ဆန်းလို့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့ကိုယ်ဝေးရှာဖွေတယ်အဲ့တော့ရှာဖွေလို့ရလာတဲ့ငွေကြေးတွေဒီမစုဆောင်မိဘူးအဲ့တော့မစုဆောင်မိပြီမေမိမိကပေးရကမ်းရမဲ့ကိစ္စရည်တွေကြတော့ပြည့်ပြည့်စုံစုံပြီးပေးနိုင်ကမ်းနိုင်တဲ့ထဲမှာပါပါတယ်အခုလည်းပတ်သက်ပြီးတော့ပူပန်စရာတွေချုပ်ကိုပြီးကြည့်လိုက်တဲ့အခါ ဒီတပတ်တာကာလတစ်ခုတည်ကိုပါလေးပဲလုံလိုက်လုံလိုက်လုံဆောင်ချက်ကောင်းလေးတွေကိုလုံနိုင်နေအဲ့တော့ခွန်အားနဲ့ရှာဖွေတဲ့အရာမှန်သမျှအဆင်ပြေတယ်ဉာဏ်အားနဲ့ရှာဖွေတဲ့အရာမှန်သမျှအစီအပြေကံအားအကြောင်းအရန်အားနေတဲ့ဒီမှာပါတယ်ဒီတော့တနင်္ဂနွေသားသမီးချင်းမဆွေတို့ကံဖြောက်ပန့်ဖြစ်စေတဲ့ရည်ရာကောင်းလေးဆံမပေးချင်ပါသေးတနင်္ဂနွေသားသမီးချင်းမဆွေဒီဒီဘက်တာကာလတစ်ခုမှာကံဒီအထောက်ပံ့ဖြစ်စေဖို့ကံဒီကောင်းစေဖို့ ်ချီးဖြူကိုလက်မတလက်ကိုအိမ်ဖျားသူမဟုတ်ဇေဒီတဆူဆူမှလှူဒန်းခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာ အလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။19ရက်9လမှ25ရက်9လတပတ်တာတနင်္လာသောသတိချင်းပေးဆွေရဲ့လုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။တနင်္လာသာသမီချင်းမိတ်ဆွေအလုတ်ကံအားကြီးအရန်ကောင်းနေပါလေအလုတ်ကနေရရှိလာတဲ့အကျိုးမြတ်များစွာကိုတွေ့ရပါတယ်ပြီးတော့အလုတ်နဲ့ပတ်သက်ပြီးတော့အထက်လူကြီးတွေရဲ့ နှုတ်ဤဆောင်ပါခြင်းကိုဤဆောင်ပါခြင်းတွေကိုရရှိစေပါပေဖြစ်ပါလေ။တန်ဖိုးကြီးသောပစ္စည်းများဝင်လာမှုရှိနေပါသည်။မိမိမျှော်မဲထားတာရောမမျှော်လင့်ထားတာရောတန်ဖိုးကြီးသောပစ္စည်းဝင်လာမေးတွေ့ရပါသည်။မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့မိမိအပေါ်မှာအထင်မြင်လွဲမှားမှုတွေရှိတယ်။တန်တရားဝန်တာလေးဖြစ်တဲ့တည်းဒါကြောင့်မို့လို့မိတ်ဆွေတွေနဲ့စကားပြောဆိုတဲ့အခါမှာချင့်ချင်ပြီးတော့မှပြောဆိုဆက်ဆံပါ ိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေစီစဉ်ညွှန်ကြားရတာလုံးဝအဆင်မပြေဖြစ်တတ်ပါတယ်အခက်ခဲတွေကြုံရတတ်ပါတယ်ရှင်ပြသားချင်းနဲ့ပတ်သက်ပြီးတော့ကျန်းမာရေးမကောင်းတဲ့သတင်းကြားရတာနောက်ဝေးကြီးအဆင်မပြေတဲ့သတင်းတွေကြားရတာမျိုးကြုံရတတ်ပါတယ်ရန်အန်ဒီရေလုံးဝမရှိပါဘူးရှင်။ရန်အတိုက်ခိုက်မရှိတဲ့အပြင်မိမိကိုအားကိုးခြင်းမိမိကိုချစ်ခင်ပေးစားခြင်းဒါလေးတွေကိုတွေ့ရပါလိမ့်။အခြေအနေနဲ့ပတ်သက်ပြီးတော့ မိမိကိုယ်နဲ့ကလည်းပဲဒီအခြေအနေအပေါ်မှာစိတ်ကုန်လာတာမျိုးလေးကြုံရတတ်တယ်။လက်ရှိဖြစ်တန်းနေတဲ့အခြေအနေတွေကိုရပ်တန့်ခြင်းနဲ့စိတ်တွေပေါ်တတ်ပါလေ။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့စိတ်ထဲမှာအလိုမကျောင်းမှုတွေ၊စိတ်တိုင်းမကျောင်းမှုတွေ၊နောက်ခံမြင့်တဲ့စိတ်တွေဒီလိုမျိုးလေးတွေဖြစ်တတ်ပါလေ။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဂရုစိုက်ပါဖြစ်လိုက်ရင်ကျမ်းမာရေးကအာယုံချောအားနည်းတဲ့လက္ခဏာမျိုးတွေကြုံရတတ်ပါလေ။ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းပါလေ။ထီထိုးကံစမ်းခြင်းတွေဆိုရင်တော့နှစ်တလုံးထီထိုးကံစမ်းလို့ရပါလေ။ ဝေးချင်းလက်လာပါနဲ့ပတ်သက်ပြီးဆိုရင်ဘာတွေဖြစ်လဲဆိုတော့ကိုတီတကယ်လှုပ်အားနဲ့ရတဲ့ဝေးချင်းအစုလိုက်ပုံလဲဝင်နေဒါပေမဲ့တစ်ဖက်မှာကကုံဝမဲ့ကိစ္စလေးတန်းစီနေတာမျိုးလေးတော့ကြုံရတဲ့တယ်လက်ထင်းမှာငွေကူအောင်ကင်ကင်လို့မရတဲ့အရာမျိုးလေးတွေ့ရပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်ဆရာကြီးခြုံငုံပြီးကြည့်လိုက်တဲ့အခါဘာလေးပဲလုံလိုက်လုံလိုက်ကိုလုံးချင်တဲ့အရာမှန်သမျှအဆင်ပြေတယ်။သို့တော့နောက်ဆန်တင်းရတဲ့ကိစ္စရည်လေးတွေအတွက်ကြောင့်ဒီအလုပ်တွေဖြစ်တဲ့တော့မဖြစ်ဘဲနဲ့နှောင့်နှေးစီနေလို့ တွေ့ရပါတယ်ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ပစ္စည်းတွေရေဒီယာကောင်းလေးဆက်မပေးခြင်းပါတယ်တနင်္လာသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ဒီတပတ်တာရေဒီယာကခွေးတွေကိုအသားများများလေးနဲ့ခေါက်ဆွဲကြောကျွေးလိုက်ပါဒါဆိုရင်မိမိခက်ခဲနေသောတပတ်တာပြည်လေသောမေးလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်19ရက်9လမှ25ရက်9လတပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရေအလုတ်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင် အင်္ဂါသားသမီးချင်းမိတ်ဆွေအလုတ်ကံအားအရန်ကောင်းနေပါလေလုပ်ငန်းဆောင်ရွက်တဲ့ပတ်သက်ပြီးတော့တိုးတက်ပြီးတိုးတက်ဆိုတဲ့အရာလေးတွေ့ရပါတယ်အယောင်းဝင်တဲ့ပတ်သက်ပြီးဆိုရင်လည်းရောင်းပန်းဝေပန်းနေပွင့်လင်းစီပဲတပတ်တာလို့မြင်ပါတယ်တန်မှုကြီးတဲ့ပစ္စည်းတော့ထွက်တတ်တယ်နော်ဒါပေမဲ့ဒီလိုထွက်တယ်ဆိုတဲ့ဟာကိုယ်အတုံးတူလို့တကယ်ကိုကလိုအပ်နေလို့ထွက်သွားတဲ့ဟာမျိုးလေးပဲကျင်ဝါမှာပဲဖြစ်ပါတယ်မိတ်ဆွေပေါင်းသိစီရနေပြီးတော့အကူအညီကောင်းပြီးအထောက်ပံ့ကောင်းပြီးရရှိစီမဲ့တပတ်တာလို့တွေ့ရပါတယ် အိမ်နဲ့ပတ်သက်တဲ့ကိစ္စရင်များအစီအပြင်းမေးနောက်တစ်ခုကကျတော့အိမ်ပြင်ကျင်လာလားဓမ္မဘုတ်အိမ်ကိုပြုပြင်မုံမှန်ကျင်လာလားဒါလေးတွေအစီအပြင်းအိမ်အယောင်းဝယ်ကိစ္စစကားပြောဆိုတဲ့အခါမှာလည်းပဲပြည်နယ်သွားမဲ့တပတ်တာလို့တွေ့ရပါတယ်ရှင်မြူသားကြီးစီကပထမတဲ့အကူကြီးထောက်ပံ့ကောင်းလေးရာကိုရှိနေပါလေ။အလေးညာလေးခံရတဲ့တည်းဂေယုဆိုင်ပါအဲ့တော့ရန်အနေနဲ့စိုးဝါတာတော့မတွေ့ရအောင်ဒါပေမဲ့မိမိအပေါ်မှာလိမ်လေတာတွေနှိမ်ပြားတာတွေခံရတဲ့တည်းဒီဟာလေးကိုတော့နည်းနည်းဂေယုဆိုင်ချင်တယ်။ အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်သောကာလစမ်းပွင့်သောကာလလို့တွေ့ရပါတယ်လူကြည့်လူကလေးအရင်ပေါ်နေပါလိမ့်မယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ကြီးအီးချမ်းတာယာလေးတော့အိမ်တော်ကြီးတခုလို့တွေ့ရပါတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့ဂိူးဆိုင်ပါဖြစ်တဲ့တဲ့ယောဂဝေဒနာဟာအမြဲတမ်းခေါင်းထဲမှာမူးနောက်မူးနောက်ဖြစ်နေတာလေးကျွမ်းဝတ်တပါတယ်အဲ့တော့ရေချိုးစေချင်မှာရေချိုးမှားသွားတာမျိုးလေးဖြစ်တတ်ပါတယ် အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ပိုလုံးရတဲ့ကိစ္စရက်တွေမှာအများနဲ့အားတော်ခွန်ဆိုင်နဲ့ပေါ်ရပေါ်သလိုအလုပ်ကိစ္စဆိုလည်းဒီလိုလေးတွေနောက်တစ်ခါကျတော့ဉာဏ်အားနဲ့လုံးဝမဲ့ကိစ္စလေးဆိုလည်းဒီလိုလေးတွေမိမိအနေနဲ့ဖြတ်ထုံးဉာဏ်ကောင်းပြီးတော့လုပ်နေလို့သာကိုယ့်ရဲ့ဒီလုပ်ငန်းကိစ္စလေးတွေဟာအဆင်ပြေတာတကယ်တမ်းကျတော့အမြဲအဖြတ်ကလေးတွေကတောက်လျှောက်ရှိနေတတ်တာဖြစ်ပါလေ။ကဲနဲ့ပတ်သက်ပြီးတော့ကံအနေနဲ့တို့ပေမဲ့ထီတိုးကန်ဆန်းခြင်းနေဆိုရင်တော့၃တလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ ဝေးကြီးလက်လာပါရီတော့ဝင်လန်းလာမင်းရွှင်လန်းလာမင်းတပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ကိုတီမိသားစုအပေါ်မှာအပြည့်အဝကိုတာဝေယူခြင်းနဲ့စိတ်ကောင်းကောင်းခံခြင်းနဲ့စိတ်ဒီလိုရှိတယ်ဒုဗင်ပဲမိသားစုမှာကတယောက်ပြီးတယောက်ကအဲ့လိုတမျိုးစီပြဿနာလေးတွေအပူလေးတွေရှိနေတဲ့အခါကျတော့ဒီတယောက်ကိုရှင်းပြပြရင်နောက်တယောက်ကလည်းအထပြီးတော့ဖြစ်တယ်။နောက်တယောက်ကိုရှင်းပြပြရင်နောက်တယောက်ကဆိုတော့ဟိုကတယောက်တည်းအင်အားနဲ့ဖြည့်ရှင်းရတဲ့ကိစ္စရက်တွေမှာ ပို့ပို့ပြီးခက်ခဲလာတာမျိုးလေးကြုံရတဲ့တယ်ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတွေကံအထောက်ပံ့ဖြစ်စေတဲ့ရည်ရာကောင်းလေးဆံမပေးချင်ပါသေးအင်္ဂါသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ်တပတ်တာကြေရာကမိမိနေအိမ်ကဘုရားမှာပန်းဝါခုနှစ်ပွင့်လူတန်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်19ရက်9လမှ25ရက်9လတပတ်တာဗုဒ္ဓဟူးသားသတိချင်းမိစုရဲ့အလုတ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်ဗုဒ္ဓဟူးသားသတိချင်းမိစုအလုတ်နဲ့ပတ်သက်ပြီးတော့အပြိုင်အဆိုင်အတိုက်ခိုက်တွေရှိနေပါတယ်မိမိတီဒီအလုတ်ကိုလုံနေတယ်တန်လန်နေပြဿနာလေးပေါ်လာတတ်တယ်အမှုဖြစ်တတ်တယ်ဒါကိုဂရုစိုက်ပါနော်တမူကြီးတို့ပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်ထွက်ဖို့လည်းရှိနေပါတယ်မိတ်ဆွေရဲ့ပေါင်းသိတဲ့ပတ်သက်ပြီးတော့ အဖက်ဖက်ကနေပြီးတော့အကူကြီးကောင်းဝင်လာဖို့ရှိတယ်။တို့ပင်ပေကိုကအဲ့လိုအကူကြီးကောင်းဝင်လာတဲ့အခါမှာကိုရဲ့ဒီအနည်းဆုံးမှရှိနေတဲ့လူကဒါကိုလက်ခံတဲ့လေဒီလူပြောတာတော့လက်မခံတဲ့မို့အဲ့လိုဝါးရီတွေများတာမျိုးတွေအာယုံနောက်စီတာမျိုးတွေကြုံရတဲ့ပါ့။အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့ကိုလှုပ်ဆောင်ခြင်းတဲ့အရာမှန်သမျှကျွယွချွန်ချော်လေးနေလှုပ်ဆောင်နိုင်တယ်အဲ့တော့လှုပ်တဲ့အခါမှာလည်းပဲတကယ်စီရောကိုရောနှစ်ပြီးတော့မှလှုပ်ဆောင်လိုက်တဲ့ကိစ္စမှန်တယ်ဗျအောင်မြင်စီတွေလူတွေ့ရပါတယ် ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းကိုကိုစိတ်ပြတ်သွားတာကိုကူညီနေရေးတန်လန်းနဲ့ကိုလှုပ်ပေးနေရေးတန်လန်းနဲ့အဲ့လိုစိတ်ညိုညင်စရာဖြစ်အောင်လုပ်တာမျိုးတွေလေးကျွန်တော်တက်ပါတယ်အတိုက်အခံတော်ရှိပါရဲ့။ပူတီလုပ်ငန်းတိုင်ငယ်မှာရောတော့ပြောရေးဆိုရာကိစ္စမှာရောအပြိုင်အဆိုင်အတိုက်အခံတွေရှိတယ်။တို့ပေမဲ့အဲ့အတိုက်အခံကြားထဲရနေပြီးတော့မှဖွင့်ဖောက်ပြီးတော့အောင်မြင်သွားတဲ့အရာတွေကိုတွေ့ရပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့ ချစ်သူနဲ့မိမိရဲ့ကြားထဲမှာအဆက်အသွယ်လေးတွေပြတ်တောက်သွားတာမျိုးလေးကြုံရတဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့အိမ်တော်ဘက်ကျမ်းမာရေးချို့တဲ့မှုကြောင့်မိမိသည်စိတ်ရောကိုယ်ရောအရင်ပင်ပန်းနေရမယ်လို့တွေ့ရပါတယ်အေးချင်းချင်းငြိမ်းချင်းချင်းရောက်ရှိလာမယ်တပတ်တာပါဘာလို့လဲဆိုတော့ဒီတပတ်မှာမိမိကိုကံကမျက်နှာသာပေးတာလေးလေးကျုံရတတ်ပါတယ်အဲ့တော့ကံအားအလွန်ကောင်းပါတယ်ထီထိုးကန်ဆယ်ခြင်းနဲ့ဆိုရင်တော့၃ရတလုံးထီထိုးကန်ဆယ်လို့ရပါတယ် ဝင်လာတဲ့ငွေကြီးကတော့ငွေလုံးဝမစုမိဘူးအဲ့တော့ငွေမစုမိပေမဲ့ငွေလည်ပတ်တဲ့အရာလေးတော့ကျုံ့မှာပဲဖြစ်ပါလေအားလုံးနဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်ဆရာကြီးချုပ်ငုံပြီးကြည့်လိုက်တဲ့အခါအကြီးအကဲတွေကိုနောက်ဆန်တင်ရတာမျိုးလေးတွေအကြီးကဲကြောင့်လေစိတ်ပူပန်ရတာမျိုးလေးကျုံ့တတ်ပါလေဒီတော့ဘုဒ္ဓဟူသားသမီးချစ်ပြီးဆွေတွေကဲအထောက်ပံ့ဖြစ်စီတဲ့ရေရရာကောင်းလေးဆံမှာပြီးချင်ပါလေဘုဒ္ဓဟူသားသမီးချစ်ပြီးဆွေပြုလုပ်ဆောင်ရမယ့်ရေရရာက အိမ်ဖျားသူမဟုတ်ဇေဒီတစုမှာစီတမင်းတပွေစီတမင်းဆိုတာသမီးကိုစီစားလေးနဲ့နေပြီးတော့လှူလိုက်တာလေရတယ်နော်ဒါမို့ကိုကောင်းကြီးကိုစီတမင်းထူးတဲ့အဲပုံစံမျိုးလေးရယ်ဆိုရင်လည်းလှူလို့ရပါတယ်ယခုလိုလှူတဲ့ချင်းပြင်မိမိခက်ခဲနေတော့တပတ်တာအလုံးစုံပြည့်လေသွားပေးလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်19ရက်9လပါ25ရက်9လတပတ်တာဇာတာပရိသတ်တပိချိပိစုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် ဆရာသာပြီးသားသမီးချင်းမိတ်ဆွေအယောင်းဝယ်ရင်အေးနေမယ်ညိနေမယ်ရက်နေမယ်လက်ရှိရှိနေတဲ့အရာတွေရင်းနှီးမြှုပ်နှံမှုတွေလည်းမြုပ်နေမယ်လို့တွေ့ရတယ်နော်နောက်တစ်ခုကကိုကဝန်ထမ်းလုပ်နေတဲ့သူနောက်ပြီးတော့လက္ခဏာလုပ်နေတဲ့သူဆိုရင်လည်းဒီလိုပဲအလုပ်ထဲမှာစိတ်မပျော်တော့ဘူးဒီအလုပ်ကနေပြီးတော့နောက်အလုပ်ကိုပြောင်းချင်တာမျိုးတွေလည်းကျွန်တော်တတ်ပါတယ်တမိုးကြီးတို့ပြည်စီများဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေရဲ့ပေါင်းသင်းစီကအကူအညီထောက်ပံ့ကောင်းလေးတွေ ရတတ်ပါတယ်အဲ့ဒါကမိန်ဟောင်းဆူရဟောင်းနေစရာတည်ပြီးတော့အဆက်တွေကောင်းလေးတွေရလာတယ်မျိုးတွေကျင်ဝတ်တတ်ပါတယ်အိမ်နဲ့ပတ်သက်ရင်တော့အရန်စိတ်ညစ်ရတယ်စိတ်တည်းလည်းအရန်ပင်ပန်းရတယ်မိုးလည်းမိုးကျရတဲ့အကံလေးကိုတွေ့ရပါတယ်ဆွေမျိုးသားချင်းစီကအကူအညီမရတဲ့အပြင်အပြစ်ပြောတာတော့ခံရတတ်ပါတယ်ရန်အနေနဲ့အတိုက်ခိုက်တော့မရှိဘူးတို့ပင်မဲ့ကိုယ့်အပေါ်မှာ တနက်စားညံနဲ့လာပြီးတော့လိန်လေတာနှိပ်ပြားတာဒါလေးတော့ရှိတဲ့တည်းအဲ့ဒါလေးတော့ဘေးမဆိုင်စေချင်တယ်နော်အေးချမ်းမှုငြိမ်းချမ်းမှုမတွေ့ရသေးဘူးဘာကြောင့်လဲဆိုတော့အရာရာမှာကိုသည်ဥစည်းဥဆောင်ပြီးတော့ပြောဆိုရတဲ့အခါမှာကို့အတွက်စိတ်ကိုပန်းလူနဲ့ပန်းဆိုတဲ့အရာလေးကိုတွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားအလွန်ကောင်းပါတယ်ထီထိုးကန်ဆန်းချင်တယ်ဆိုရင်တော့ခုနှစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ် ငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေအထွက်တွေကျန်းနေလို့အရန်စိတ်သင်မနေရပါလိမ့်မယ်။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုပ်ကုန်ပြီးကြည့်လိုက်တော့မိမိကိုချစ်သူခင်သူတွေအရန်ပေါ်တယ်။အဲ့ဒီချစ်သူခင်သူတွေပေါ်တဲ့နေရာနေပြီးတော့အလုတ်ကန်လေးတွေလည်းပွင့်တယ်။ဒါပေမဲ့ကိုကိုနိုင်ကအလုတ်တွေအရန်များနေတဲ့ခါကျတော့ ဒီဘက်လည်းလွတ်လို့မရဟိုဘက်ကလည်းလုံချင်အဲ့လိုပုံစံမျိုးလေးတွေနဲ့ပို့ပြီးတော့မှကိုအလုရှုပ်သွားတာမျိုးလေးဂျုံရတတ်တယ်အဲ့တော့ဒီဘက်လည်းမလွတ်ချင်ဟိုဘက်ကဟာလည်းလက်လို့မခံချင်ဆိုတာတစ်ဖက်ကလည်းအကျိုးမြတ်တကယ်ရမယ်ဆိုတဲ့ဟာလေးကိုချိန်မိသွားတာမျိုးဂျုံရတတ်တယ်ဒီတော့ဇာတာပိသာသမီးချင်းမိတ်ဆွေတွေကံအထောက်ပံ့ဖြစ်စီတဲ့ရေရံကောင်းလေးဆံမှပြီးချင်ပါတယ်ကြတာဝိတာသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ်တပတ်တာရေရီယာကမိမိနေအိမ်ကဖျားပါ အုံးစင်းကြီး ဖန်ကွက်တက်ကွက်လူတိုင်းချင်းပြေခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေးသွားပေးလူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။19ရက်9လမှ25ရက်9လတပတ်တာတောက်ကြသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။တောက်ကြသားသမီးချင်းမိတ်ဆွေအလုပ်ကံအရန်ကောင်းပါလေ။အလုတ်ကအခွင့်အရေးတွေအများကြီးရရှိစီမင်းအယောင်းဝင်တဲ့ပတ်သက်ပြီးတော့ရောင်းပါဝယ်ပိုင်းတွေပွင့်လန်းစီရင်တော့နောက်ကိုကအလုတ်လျှောက်ထားတယ်ဆိုရင်အဲ့ဒီအလုတ်ကတေချာပေါက်ရမယ်လို့ စိတ်ထဲမှာမှတ်ထားလိုက်ပါစိတ်ပြပါလိမ့်မယ်တန်မိုးကြီးသောပစ္စည်းများဝင်လာဝှက်ရှိနေပါတယ်ပြပခီးတွေကောင်းကောင်းနေပါတယ်သွားရမယ့်ကိစ္စဆိုရင်လည်းလွယ်လေးတစ်ခုနဲ့သွားမယ့်ကံလေးကိုလည်းတွေ့ရပါတယ်မိရှိပေါင်းတဲ့ပတ်သက်ရင်တော့အရင်စိတ်ပင်ပန်းရတယ်ဘာလို့လဲဆိုတော့သူ့အဖူတွေဟာကိုယ်ကိုလာကူးတယ်ဒီအတွက်ကြောင့်ပင်ပန်းရမယ်အိမ်ထဲပတ်သက်တဲ့ကိစ္စရက်ဒီအစီအပြေအိမ်ကလည်းမိမိကိုအထောက်ပံ့ပေးနိုင်တယ်မိမိကလည်းတကယ်ကြိုးစားတယ်ဒီအတွက်ကြောင့်အစီအပြေပါတယ် ဆွေမျိုးသားချင်းစီကအကူအညီကောင်းအဆက်အသွယ်ကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ရန်အန်ဒီရတော့ရှိတယ်တတိထားတော့ကိုမှန်းထားလိုက်တဲ့ကိစ္စရက်ကလေးတွေမဖြစ်ဘဲနဲ့ရက်တန့်သွားတာမျိုးကြုံရတဲ့အဲ့ဒါလေးကိုတော့သိထားပါ။အခြေအနေနဲ့ပတ်သက်ပြီးတော့အာယုံအရန်တော့ပါမယ်စိတ်ရှင်းပါမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်နဲ့ကိုနဲ့ကြားထဲမှာအဆင်မပြေမှုတွေဝေးကြီးကိစ္စလေးတွေနဲ့ကွာဟနေတတ်ပါလေ။ ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကောင်းပါတယ်။စူးချိုးတုံးဝမတွေ့ရပါဘူးရှင်။ကံနဲ့ပတ်သက်ရင်တော့ကံအားနေတယ်။ဒုဗိမေထီတူကန်ဆန်းကျင်နေဆိုရင်တော့လေးတလုံးထီတူကန်ဆန်းလို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့ပွင့်လန်းရွှင်လန်းလာပြီးတပတ်တာလို့တွေ့ရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုံပုံပြီးကြည့်လိုက်တဲ့အခါပူသည်ရခင်ရခင်ကဒီတန်ရုံးစိတ်တစ်ခုကြောင့်မပြတ်တဲ့အရာလေးတွေနောက်တစ်ခါကျတော့အဲ့တန်ရုံးစိတ်တစ်ခုကြောင့်ပူလုပ်ပြီးခဲ့တဲ့အရာလေးတွေညာနေပြီးတော့မှ ပြဿနာလေးဖြစ်တတ်ပါတယ်ဒီဟာလေးကိုကိုရှင်းရတတ်ပါတယ်ဒီတော့တောက်ကြသားသမီးချိမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းကြီးဆံမပေးခြင်းပါတယ်တောက်ကြသားသမီးချိမိတ်ဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာယရိယာကတိလရှင်ဆရာလေးခုနှစ်ပါးကိုဟိုအဝိထုမေပေါ့နော်မိမိတက်နိုင်တဲ့လောက်ကလေးလူတိုင်းချင်းဖြစ်ခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လေသွားပေးလူတွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်19ရက်9လ25ရက်9လတပတ်တာ စတီတာသမီးချင်းမိဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြပါပဲဖြစ်ပါလေရှင်။စတီတာသမီးချင်းမိဆွေအလုပ်ကံလေးအရင်ကောင်းနေပါတယ်။အလုပ်နဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ချိတ်ဆက်ကောင်းပြီးဝင်လာဝေးရှိနေပါတယ်။အလုပ်ကအကျုံးမြတ်များစွာကိုရရှိစေမယ်လို့တွေ့ရပါတယ်။တာဝန်ကြီးတဲ့ပစ္စည်းတော့ထွက်တတ်တယ်နော်။မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အဆင်ပြေစရာတွေအာရုံနောက်စရာတွေခေါင်းရှုပ်စရာတွေကြုံရတတ်ပါတယ် အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမိမိအနေနဲ့ရှေ့တဝါခက်နောက်ဆုံးရခက်ဆုံးဖြတ်ချက်ချရခက်ခဲတဲ့ကိစ္စရပ်တွေပေါ်လာဖို့ရှိပါတယ်။ဥပမာအိမ်နဲ့ပတ်သက်ပြီးစကားပြောဆိုတဲ့အခါမှာမိမိဘက်ကကံအားနေနေတာမျိုးတွေကြုံရတတ်ပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့မိမိကိုအပြစ်ပြောတာဆွေမျိုးသားချင်းကမိမိကိုစိတ်ဒုက္ခအမျိုးမျိုးပေးတာဒီလိုလေးကြုံရတတ်ပါလေ။ရဲအန်ရဲ့အတိုက်အခိုက်ရှိပါလေ။ဥပမာနာမည်ပြက်တာနာမည်ဖြတ်တာကိုခံရတာ ဟိုတိခါကြတာဒါမျိုးလေးကိုကျုံ့တက်တယ်ဒါကြောင့်အရင်ကိမစိတ်ပါတော့အခြေအေးနဲ့ပတ်သက်ပြီးတော့အခြေအေးကံပွင့်လဲခြင်းအခြေအေးကံကောင်းခြင်းတွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရေးလေညှိနှိုင်းလို့အဆင်ပြေပြီးတော့အေးချမ်းသာရတဲ့အိမ်တော်ကြီးလို့တွေ့ရပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စူးစူးလုံးဝမရှိဘူး။ရခိုင်ကနေကကျမ်းမာရေးယောဂဝေဒနာခံစားရတဲ့ချစ်ပိဆိုရင်ဆိုရင်လည်းဒီတစ်ပတ်တောင်မှအနာနဲ့စိတ်နဲ့တွေ့သွားမိ၊ဆရာကောင်းတစ်ပေါင်းကောင်းတွေ့သွားမိဒီလိုလေးမြင်ပါလေ။ အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာတယ်။နောက်တစ်ခါမိမိအနေနဲ့ကိုယ်တည်ငွေချင်းနဲ့ပတ်သက်ပြီးတော့ငွေနှစ်လမ်းဝင်တာပေါ့နော်။အဲ့တော့ငွေနှစ်လမ်းဝင်တာမျိုးလေးလည်းကျွန်ဝတက်တယ်ဒါကြောင့်ကန့်ကောင်းနေပါလေ။ထီထိုးကန်ဆန်းရမယ်ဆိုရင်တော့ထီကန်အားနေတယ်။ဒုပင်ပေတကယ်ကိုထီထိုးခြင်းနဲ့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝင်လာသောငွေချင်းတွေဟာငွေချင်းနဲ့ပတ်သက်ပြီးတော့လက်ထဲမှာပူအောင်ခြင်လို့မရအောင်ဒီတော့မိမိအနေနဲ့ ဝေးဝင်လာပြီဆိုတာနဲ့ယုံကြည်စိတ်ချရတဲ့သူမှအပ်ထားတာတော့၎င်းဒါမှမဟုတ်ရင်ဝေးနဲ့ပတ်သက်ပြီးတော့ဝင်လာပြီပေါ်လာပြီဆိုတာနဲ့တခြားသောတန်ဖိုးကြီးသောအရာတစ်ခုကိုခြင်ထားတာတော့၎င်းဒီလိုလေးလုပ်ပေးပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုပ်ငုံပြီးကြည့်လိုက်တဲ့အခါသွားတဲ့လာတဲ့နေရာတွေမှာအမြဲတမ်းသတိဝိရိယရှိရှိနဲ့သွားပါ။ဘာကြောင့်လဲဆိုတော့လမ်းမှာတစုံတရာဖြစ်စီတော့အနေရမျိုးတွေကျုံ့ဝတ်တက်ပါလေ။ဒါကြောင့်အမြဲတမ်းလမ်းသွားလမ်းလာလုပ်တဲ့အခါမှာနှုတ်ကနေပြီးတော့မှ ဖျားစာတွေကိုတောက်လျှောက်ရုပ်ဖတ်ပူဇော်နေတာမျိုးတွေကိုပြုလုပ်ဆောင်ရပါနောက်တစ်ခုကကြတော့ကံထောက်ပတ်ပစ္စည်းတွေရေဒီယာကောင်းလေးလေးဆံမပေးချင်ပါတယ်စနေသားသမီးချင်းမဆွေပြုလုပ်ဆောင်ရမယ့်ရေဒီယာကမိမိလေးအင်္ဂါဖျားမှာနွားလို့သုံးခွက်လှူတဲ့ချင်းဖြင့်ခက်ခဲနေသောတပတ်တာပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင်